ရှမ်းကင်ရီအဆက်ကတော်လိုင်းရေးတက်တီထိန်းချုပ်ထားတဲ့မိုးပြဲမျိုးကိုပြန်လည်ထိန်းချုပ်ဖို့စစ်ကောင်စီကကြောပြန်ထိုးစစ်ဆင်နေရကြောင်းလက်ရှိမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးတော်လိုင်းရေးအင်အားစုတွေဘက်ကကာကင်းစခန်းနှစ်ခုလက်လွတ်လိုက်ရတယ်လို့မြေပြင်ကတော်လိုင်းရေးအဖွဲ့တွေကပြောပါဗါဒ်ဧပြီ28ရက်နေ့မှာစစ်ကောင်စီရဲ့မိုးပြဲမျိုးအခြေဆိုင်ချီလင်းတရင်ခမရ၄နှစ်ကနေအင်အား300ခန့်နဲ့စစ်ကြောင်းထိုးလာခဲ့ပြီး လေချောင်းလက်နက်ကြီးတွေနဲ့ပါအပြင်းထန်တိုက်ခိုက်ခဲ့ရာကြောင့်ခမရ၄နည်းနဲ့အနီးကရှစ်ကဂင်းတွေကိုတော်လိုင်းပူပေါင်းအဖွဲ့တွေဘက်ကနေလက်လွတ်ခဲ့ရတာပါဒေတာအခေါ်မိုးပြဲဆဲအောင့်တက်ခမရ၄နည်းနဲ့ကတော့မြို့ရဲ့တောင်ဘက်တမိုင်ကျော်ခန့်အကွာမှာရှိပါတယ်အဲနေပြည်တော်နဲ့တိတ်မလန်းမွေးတော့ကျွန်တော်တို့အင်အားစုတွေဘက်ကနေရောက်တော့မှာကိုလည်းစိတ်ပူလာတဲ့တပိုင်းပေါ့နော်နောက်တစ်ပိုင်းကျတော့ဒီကီနီကရားဘက်ကိုသူတို့ကလူရင်းရလက်နဲ့အင်အားပို့တဲ့အခါလေဒီလမ်းကြောင်းအကောင်းဆုံးဖြစ်ပြီး ူတို့ကရမ်းမြန်တာပေါ့နော်အာပင်လောင်းဖဲ့ကုံဘက်က EC သူတို့ပူဆောင်ဆက်တယ်လို့လို့ရတယ်လေမိုးပြေပဲကြတော့ကျွန်တော်တို့ဒီအင်အားစုတွေထိန်းချုပ်ထားတော့မိုးပြေကိုသူတို့မညမကပြင်ယူမယ်လို့တော့ယူဆရတယ်ပေါ့အခုပေးလိုက်ရတာကဒီရှစ်ကာကင်းနေပေါ့နော်ဒီရှစ်ကာကင်းနှစ်ခုကိုပေးလိုက်ရတာပေါ့ဗျာအာသူတို့ဘက်ကနေလင်းနဲ့လာကျဲတယ်လက်နက်ကြီးတွေနဲ့တောင်းလျှောက်ဖြစ်ကူတော့ကျွန်တော်ရဲဘော်တွေတော့မခံနိုင်တော့လို့ဒီကျွန်တော်တို့ရှစ်ကာကင်းရှစ်ပထမဆိုင်ကိုပေးလိုက်ရတာပေါ့ ဖဲခုံမြို့နယ်ကမိုးပြဲမြို့ဟာစစ်ကောင်းဆောင်တွေရုံးဆိုက်ရနေပြည်တော်ရဲ့ဝင်ပေါက်တစ်ခုဖြစ်ပါတယ်။မိုးပြဲမြို့ဟာဖဲခုံမြို့နယ်ပြည်နယ်မြို့တော်လွိုင်ကော်မြို့အကြားမှာရှိပြီးပထဝီအနေထားရစစ်ကောင်စီဘက်ကကောတော်လိုင်းအဖွဲ့ကြီးအထွက်ပါစစ်ရေးဖြူဟာအရရေးပါရဲ့မြို့တစ်မြို့ပါ။2023နိုဝင်ဘာမှာတလေးလုံးစစ်စင်ရေးဖြစ်မိုးပြဲမြို့ကိုတော်လိုင်းအင်အားစုတွေဘက်ကနေတိုက်ခတ်ရမှာတော့မိုးပြဲမြို့မှာအခြေစိုက်ထားတဲ့စစ်ကောင်စီစခန်းအားလုံးကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့ခမာရ၄နှစ်နှစ်ကိုတော့တိုက်ခတ်သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဲ့ဒီနောက်မှာတော့စစ်ကောင်စီဘက်ကနေပအုပ်ပြည်သူစစ်တွေအပါအဝင်စစ်မှုထမ်းတပ်သားတွေကိုအင်အားလုံးရင်းဖြစ်တင်းခဲ့ပြီးခံစစ်အခိုင်အမာတိစောက်ကတကြောပြန်စစ်ကြောင်းထိုးနေတာပါလက်ရှိမှာတော့မိုးပြဲနဲ့ကလျက်မှာရှိတဲ့ဖဲကုံမြို့ကိုစစ်ကောင်စီကထိန်းချုပ်ထားပြီးဖဲကုံမိုးပြဲလိုက်ကောလမ်းမကိုပြန်လည်စုမိုးနိုင်ဖို့စူးစမ်းနေတာပါဒါပေမဲ့လက်ရှိမှာတော့ဖဲကုံမိုးပြဲလိုက်ကောကိုဆက်သွယ်ထားတဲ့ပြည်အောင်စုလမ်းမကိုလည်းတော်လိုင်းရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ ကာကင်းနေကာကင်းပေါက်တွေကာကင်းပေါက်တွေအကောင်လုံးကိုပြန်သူရဲ့အလုံးရင်းအင်အားနဲ့ဝင်ဝင်ပြီးတော့သူကထိုးစစ်ပြန်ဆင်တဲ့ပုံစံမျိုးလုပ်တာဘိုးရတဲ့ဘယ်လိုပြန်နေလဲဆိုလေလေချောင်းပစ်ကူလာရောက်တယ်ရန်သူရဲ့လေချောင်းပစ်ကူရောက်တယ်ရန်သူရဲ့လက်နက်ကြီးကိုရန်သူကလက်နက်ကြီးပစ်တဲ့အခါမှာဘိုက်ကောဖဲခုံးအကြောလုံးကပစ်တယ်နင်းနင်းနဲ့တည်းကလည်းပစ်တယ်လက်နက်ကြီးပြင်းပြင်းထန်ထန်တစ်နေလုံးပစ်တယ်မနေ့ကဆိုလက်နက်ကြီးပဲပစ်တာအလုံး200ကျော်မယ်မိုးပြဲမှာကင်းဒီမျိုးသားများကာကွယ်တက် KNDF ရှမ်းတောင်စစ်ရီသားကွယ်အမှတ်1ဖြူဟာတက်ရင်နေတဲ့မျိုးပြတော်လိုင်းရေးတက်ဦး URF အပါအဝင်တော်လိုင်းရေးအင်အားစုတက်တွေပူပေါင်းပြီးစစ်ရေးလှုပ်ရှားနေတာပါပြီးခဲ့တဲ့ April 28ရက်နေ့ကစစ်ကောင်စီခမရ၄နှစ်တက်စခန်းကအင်အားတရာကျော်လောက်နဲ့စစ်ကြောင်းထိုးလာတာကြောင့်မိုးရဲ PDF တက်ရင်တစ်ထောင်တကရဲဘော်တဦးကြာဆုံးခဲ့ပြီးလက်နက်ကြီးကြောင့်ရဲသားတဦးသေဆုံးခဲ့ကြောင်းရှမ်းတောင်စစ်ရီသားကွယ် PDF ဖြူဟာအမှတ်1ကထုတ်ပြန်ထားပါတယ် တိုက်ပွဲအတွင်းစစ်ကောင်စီကဖဲကုံလိုက်ကော်တို့ကနေလက်နက်ကြီးတွေရာနဲ့ချီဖြစ်ကူခဲ့တဲ့အပြင်ဂျက်ဖိုက်တာပါအုံပြုတိုက်ခတ်ခဲ့တာကြောင့် PD ရဲ့ရဲဘော်၃ဦးထိခက်ဒဏ်ရာရရှိခဲ့ပြီးမိုးပြဲမျိုးကနေရင်အများပြားထပ်မံပျက်စီးခဲ့ရပါတယ်။ဒါအပြင်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလာနိုင်တာကြောင့်အရသာပြည်သူတွေအနေနဲ့မိုးပြဲမျိုးဘက်ကိုဖျက်တမ်းသွားလာလိုပါကမြေပြင်အခြေအနေစုံစမ်းပြီးမှသွားလာကြဖို့တော်လိုင်းအင်အားစုတွေဘက်ကဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတွင်းကမိုးပြဲမြို့ကိုစစ်ကောင်စီဘက်ကနေဒရုန်းတွေနဲ့ဗုံးကျဲတိုက်ခတ်မှုတွေလှုပ်ဆောင်ရမှာအစိတ်ငွေပြားတွေကိုပါထည့်သွင်းအသုံးပြုလာတယ်လို့ကင်နီမျိုးသားများကကွယ်ရေးတပ် KNDF ကအတည်ပြုထုတ်ပြန်ထားပါတယ်။